ဝလင်ရဲ့ပါနမှုနဲ့ချင်းရွှေကသူ့ကိုကြီးမားတဲ့ကံကောင်းချင်းကိုပေးနေတော့သဘောကျကျသိပါတယ်။ကျဉ်းန်းသူတွေအများကြီးရရှိပေမဲ့သူ့မှာရှီအောင်နှဖျားခဏကိုဝါရှိပါတယ်။ထို့ကြောင့်သူတို့ကိုတတ်ဖို့ဆိုတာမခက်လာပါဘူး။အကိုကြီးစိတ်ချလို့ရပါတယ်။ ဝလင်းကပြောရင်ချစ်တလန်းလှမ်းပြီးထွက်လိုက်ပြီးရုတ်တရက်လက်တီနဲ့တစ်ချက်ထိုးလိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်ကောင်းကင်းကိုတုံ့ခွေသွားတဲ့ပောက်ကွဲတန်တစ်ခုနဲ့ပိတ်တဲ့ထက်တန်တစ်ခုကဝလင်းရဲ့ရှေ့မှာပေါ်လာပါတယ်လီဟာနေရလည်းကွဲရသွားပြီးအကွဲเจ้าနေရရှေ့ကိုပြန်သွားပါတယ်ဝလင်းရဲ့လက်တီကနေဖြစ်ပေါ်လာတဲ့အစုံမဲ့မှုန်တိုင်းကတနေရာထဲမှာစူဝဲပြီးပောက်ကွဲထွက်လာပါတယ်နောက်ဆုံးနိဗ္ဗာန်အမြန်ရောအစဉ်တင်းကျပ်သူကရင်ဆိုင်ရရင်တော့သူ့ရဲ့မျက်နှာမူရာပြောင်းလဲသွားပါတယ်ရှောင်းတိန်ဖို့နည်းနည်းလေးနောက်ကျရင်တော့ချက်ချင်းပဲတည်ဆုံးသွားပါလိမ့်မယ်ဝလင်းရဲ့ရှေ့မှာတက်ဖြတ်မှုတွေမှာသူ့ရဲ့ ဲဘွားတွေကိုကော်ဆုံခဲ့တဲ့ပုံရင်ရဲ့အစဉ်ကျင်းသူတွေရလည်းရှိပါတယ်။သူတို့ကချင်းကပ်လာတဲ့အခါဝင်လင်းရဲ့လက်သေးကြောင့်သူတို့ရဲ့မျက်နှာမူရာပြောင်းလဲသွားပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာပောက်ကွဲတန်တွေကပြင့်တင်ထက်သွားပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေကနေသူတို့ရဲ့အများကြီးကထွက်လာပါတယ်။ဝင်လင်းရဲ့ရှေ့ကလူကလုံးဝခုခံနိုင်စွမ်းမရှိပဲသူ့ရဲ့ခန္ဓာကိုယ်ကပြုတ်ကွဲသွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကပောက်ကွဲသွားတဲ့အခါအနီးနားချင်းချင်းသူအလုံးကထိတ်လန့်တုန်လှုပ်သွားပါတယ်။သူတို့ကဖျက်ပေးခြင်းပေမဲ့ထိုးအချိန်မှာလှုပ်ဝက်ဆန်းကျတဲ့အင်အားတစ်ခုကထိုနေရာတဝိုက်ကိုပိတ်ဆို့ထားလဲဆိုတာသူတို့ကခံစားမိလို့ဖျက်ပေးလို့မရကြပါဘူး။ထိုချင်းချင်းသူအလုံးရဲ့ခန္ဓာ ာကိုရီးယားပြုတ်ကွဲသွားပြီးသူတို့ရဲ့မူလဝိညာဉ်တွေကထွက်လာကဝလင်ကဖမ်းယူလိုက်ပါတယ်ထိုအရာအလုံးကချက်ချင်းပဲဖျက်ပြတ်သွားတာပါမေုံနိုင်လောင်းအောင်မှာမျက်စံလုံးမာတယ်အနီးနားကတက်ဖြတ်ချင်တဲ့ပေကကျဉ်းညံ့သူအလုံးကလည်းတုံလို့သွားပါတယ်ရှူမှု သူကကောင်းဝဲတခွင်ရဲ့မိုးโจကောင်းဝဲအရှင်ရှုမှုပဲတယောက်ကဝလီရဲ့နာမည်ကိုချက်ချင်းပဲမှတ်မိသွားပါတယ်ဝလီရဲ့မျက်နှာအိဆက်နေပါတယ်သူရဲ့အရှိမကျဉ်းညံ့သူတရာလောက်ကရှိပါတယ်သူတို့ကအများကြီးရှိပေမဲ့သူတို့ထဲကဘသူမှချင်းချောင်းမှုလို့မြူစားပါဘူးအရင်တော့ဆိုရင်ဝလင်းအတွက်ထူချင်းညံ့သူတွေကိုရင်ဆိုင်မှုဆိုတာမှဖြစ်နိုင်ပါဘူးဒါဝရင်ယခုတော့သူကတော်ဝင်ကျင်ကားပွင့်ရှေးအောင်နှဖျားဖြစ်လာတော့အရာအလုံးကကွာခြားသွားပါပြီဝလင်းကချစ်တလန်းနှမ်းလိုက်တော့သူ့ရဲ့ခြေအောက်မှာလှိုင်းနေရပေါ်လာပြီးပြောက်ကွက်သွားပါတယ်လီဟာနဲ့ကွညွန့်ချင်းအစောပိုင်းနေဘက်အမြန်အောင်အစဉ်ချင်းညံ့သူတယောက်ရဲ့မျက်လုံးတွေကလည်းပ ြူးကျက်သွားပါတယ်ထိတ်လန့်မှုများပြင်းထန်သွားပြီးသူ့ရဲ့ခေါင်းမှာကျက်သိန်းတွေအားထထွားပါတယ်သူ့ရဲ့စိတ်တွေအားပေါက်ထွက်မှုလို့ဖြစ်သွားပြီးတွန်းဆုတ်ခြင်းမရှိဘဲဆုတ်ခတ်သွားပါတယ်သူကလီဟာနဲ့ကွညွတ်ချင်းကိုတုံးလိုက်တယ်ငါရဲ့တပြက်ချင်းနဲ့ပင်မှာလူဘလောက်ပဲရှိရှိသူ့ကိုထိခိုက်ဖို့ဆိုတာခက်ခဲလိုက်မယ်ဝလင်းရဲ့ပုံရိပ်ကပြက်ကွက်သွားပါတယ်ပြန်ပေါ်လာတဲ့အခါပုံရိပ်ရဲ့အစဉ်ကျဉ်းကျဉ်းသူတယောက်ရဲ့နောက်မှာသူကပေါ်လာပြီးရဲ့နောက်သူ့ရဲ့လက်တီကရှေ့ကိုခပ်ဖို့ဝထိုးထွက်သွားပြီးကျဉ်းကျဉ်းသူရဲ့ကြောကိုထိသွားပါတယ် ထိုလူမှထိုလက်တီချက်ကိုရှောင်တိမ်ဖို့ဒါမဟုတ်တရှိဖို့အတွက်ရေချင်းတော့မရှိပါဘူးသူကတုံရင်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေပောက်ကွဲတာများထလာပါတယ်အစွမ်းထက်တဲ့အင်အားတစ်ခုကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာပြီးသူ့ရဲ့ရိုးတွေကတလမချင်းစီအကွဲသွားပါတယ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကပောက်ကွဲသွားပါတယ်ထိုလူရဲ့မူလဝိညာဉ်ကိုဖမ်းယူပြီးရန်တော့ဝန်လင်းရဲ့ပုံရိပ်ကပြောက်ကွက်သွားပါတယ်အလေအလတ်နိဗ္ဗာန်အမြန်ကိုအစဉ်ကျင်းသူတယောက်ရဲ့မျက်လုံးတွေကအနီအောင်ဖြစ်နေပြီးသူကအဟိလိုက်ပါတယ် တပ်ပုံစံဖက်စည်းကြောင့်ဒိုဝါရင်သူကအဟိလိုက်တာနဲ့သူရဲ့မျက်နှာမူရာပြောင်းလဲသွားပါတယ်။ရုတ်တရက်လှိလိုက်ပြီးဗဇဟကအနီအောင်လင်းတစ်ခုကထွက်လာပါတယ်။အနီအောင်လင်းထဲမှာရှီလျားတဲ့ဓာတ်တလကရှိပြီးရှီကိုပြလိုက်တဲ့အခါတီတိုတန်တစ်ခုကထွက်လာပါတယ်။ဒါကနေဝိညာဉ်အပိုင်းစားထမုံများစွာလည်းထွက်လာပါတယ်။ဝိညာဉ်ရဲ့ဝမ်းနဲ့ကြွယ်တဲ့အဟိတန်ကြီးကပင်တန်ကြီးရဲ့ဓာတ်ကိုအထုံးထဲကိုရောက်ရှိစေပါတယ်။ ဒီတော့တိတ်ကောင်းနေအေးဆက်တဲ့အတန်တခုကအရက်လီမင်နာကနေထလာပါတယ်ဝလင်းကအလေနိဗ္ဗာန်အမြန်အောင်အစဉ်ချင်းချင်းသူရဲ့ရှေးကလီဟာနေထဲကနေထလာပါတယ်သူ့ရဲ့လက်ကရှေးကိုဆန်းထုတ်ပြီးရှေးအောင်နှဖျားရဲ့လမောင်းဖြစ်ချက်ချင်းပဲကြီးထလာပါတယ်ပြန်တန်နေရဲ့ဓာတ်ကိုဆွဲယူပြီးသူကပြန်ဆွဲလိုက်ပါတယ်အလေနိဗ္ဗာန်အမြန်အောင်အစဉ်ချင်းချင်းသူကလည်းညှို့လိုက်ရပြီးသူ့ရဲ့မျက်နှာဖျော့ဖျော့သွားပါတယ်ပြန်တန်နေရဲ့ဓာတ်ကသူ့ရဲ့အတက်ကဲပစီဖြစ်ပြီးယခုဝလင်းကသူ့နဲ့ဓာတ်ရဲ့ဆက်သွယ်မှုကိုဖျက်တောက်လိုက်တော့သူကပြင်းထန်စွာနဲ့ဒဏ်ရာသွားပါတယ်ဒိုးရရင်သူကထိုးရအလုံးကိုလွှမ်းမိုးသွားတဲ့အထိထိလမှုတစ်ခုသာခံစားလိုက်ရပါတယ် ငါရဲ့အတက်ကဲပစီကိုဒီလောက်လွယ်လွယ်နဲ့ယူနိုင်တယ်အဲ့လူရဲ့ချင်းချက်မှုအဆင်အားအတိအကျပါလေထိုအလေလဲနေဘက်အမြန်ကိုအဆင်ကြီးညံ့သူကတက်ဖက်ချင်နေဘက်မှာတော့နာမည်ကြီးပါတယ်သူရဲ့ဂုံတရင်ကဝိညာဉ်တက်တမယူဖေးထန်းတော်ကိုပို့ပြီးတော့မြင်ပါပါတယ်ဒွားရင်အထိုးအချိန်မှာသူကတကယ်ကိုမှထိလန့်နေပါတယ်အထူးသဖြင့်ယူဖေးကတက်ဖက်ချင်နေဘက်ကိုပြန်အောင်လာပြီးရင်တော့ဝဲကြီးရဲ့ထဲကနေထွက်လာတဲ့လက်ကြီးတစ်ဖက်ကျတော့တက်ဖက်ခံလိုက်ရတာကိုသတိရတဲ့အခါသူ့ရဲ့ခေါင်းထဲမှာချက်သိမ်းထသွားပါတယ်တုံ့ဆုပ်ချင်းမရှိပဲသူကအမြဲမဲ့ဆုတ်ခါပြီးသူ့ရဲ့တော်တော်အိတ်ကိုပုတ်လိုက်ပါတယ်ကြောက်စင်းကြီးအများကြီးကလည်းထွက်လာပြီးသူကအဟိလိုက်ပါတယ် 报规。 ထိုးချောက်ဆင်းအားလုံးကပောက်ကွဲသွားပြီးအစွန်းထက်တဲ့တိုက်ခတ်မှုတစ်ခုကဖြစ်လာပါတယ်။ထိုးရအားလုံးကချက်ချင်းပဲဖြစ်ပြသွားတာပါ။ပြန်တန်းနီရဲ့ဓာတ်ကိုယူပြီးရနောက်ဝလင်းကတွန်းဆုတ်ခြင်းမရှိပဲရှေ့ကိုတွန်းဝင်သွားပါတယ်။ချောက်ဆင်းနီရဲ့ပောက်ကွဲမှုကသူ့ကိုဘာမှမထိခိုက်ပါဘူး။ဝလင်းကသူ့ဆီကိုချင်းကပ်လာတဲ့အခါအလဲနေပတ်အမြန်အောင်အစဉ်ချင်းညက်သူကလုံးဝထိလန့်သွားပါတယ်။ဝလင်းရဲ့လက်နှစ်ချောင်းကဓာတ်တချောင်းလိုပုံဖော်ပြီးအလဲလက်အစဉ်နေပတ်အမြန်အောင်အစဉ်ချင်းညက်သူရဲ့မျက်ခုံးတစ်ခုချောက်ဖိလိုက်ပါတယ်။ဒိုင်းကနေအတန်နဲ့အတူနမဲကြီးအလဲလက်အစဉ်နေပတ်အမြန်အောင်အစဉ်ချင်းညက်သူရဲ့ခန္ဓာကိုယ်ကပြုတ်ကွဲသွားပါတယ်။သူ့ရဲ့မူလဝိညာဉ်ကိုဝလင်းကအတ င်းချက်ထုတ်ယူလိုက်ပြီးထမပီလိုက်ခင်မှာပဲဝလင်ကဖမ်းလိုက်ပါတယ်ထိုးအချိန်မှာဝလင်ကသူ့ရဲ့ပြောင်းလဲမှုကိုနောက်ဆုံးတော့ခန်းစားမိပါပြီအလေအလက်နိဗ္ဗာန်အမြောင်အစဉ်ကျဉ်းတဲ့သူကအရင်အားနေတာမဟုတ်ပဲသူကစွန့်ထက်တဲ့သူတွေချာမှာရက်တိနိုင်လောက်ပို့ပြီးတော့အကောင့်လာတာပါ ချင်းရွှေကရေမောရင်တက်ဖြတ်ချိန်နဲ့ပဲအလေးဘဟုကမျောစင်စီကိုတိုးဝင်သွားပါတယ်။သူကနီးကပ်လာတဲ့အခါမျောစင်ထဲမှာထိုင်နေတဲ့အနေအောင်ဝေအဖိုးကြီးကရုတ်တရက်မျက်လုံးဝဖင်လိုက်ပြီးမှောင်မဲလေးရဲ့အမူအရာကိုပြတ်သားလိုက်ပါတယ်။တက်ဖြတ်ချိန်နဲ့ပဲရဒူးရှင်တခင်အနေနဲ့သူကမငြိမ်မသက်ဖြစ်မိပါတယ်။သူကတုံးဆုပ်ခြင်းမရှိပဲသူ့ရဲ့ခန္ဓာကိုယ်ကတူညီတဲ့အနေအောင်ဝေအဖိုးကြီးနှယောက်ဖြစ်ပိုင်းခြားသွားပါတယ်။တယောက်ကညာလက်ကိုဝင်လိုက်တော့လီဟာနဲ့မှအကွဲကြောင်တစ်ခုကပေါ်လာပါတယ်။ထိုအကွဲကြောင်သားမှာတိုးတိုးတန်တန်ထွက်ပေါ်နေတဲ့တင်းငယ်တဲ့ဝဲကြီးရဲ့မီးမတွက်နိုင်အောင်ရှိပါတယ်။အကွဲကြောင်ကိုခွဲလိုက်ပြီးရင်တော့တယောက်ကအထဲကိုဝင်သွားပါတယ်။နောက်တစ်ယောက်က အစ်ဆက်ဆောင်နဲ့နှာခေါင်းရှုပ်လိုက်ပြီးအနေအောင်လေပွေတစ်ခုဖြစ်ပြောင်းလဲကမျောစင်ကနေထွက်လာပါတယ်အနေအောင်လေပွေကလုံးဝမျက်စင်စွာနဲ့ပြန်တန်းလာပြီးအနေအောင်ဝေအဖိုးကြီးကမှိုင်မဲတဲ့မျက်နှာမူရနဲ့ချင်းရွှေရဲ့ရှေ့မှာပေါ်လာပါတယ်သူကအဟိလိုက်ပါတယ်အရှင်ကျွန်တော်တို့ခမရအရင်ကတွန်းအားပေးနေတယ် ချင်းရွှေရဲ့မျက်လုံးတွေဟာအစ်ဆက်တဲ့လင်းနက်များဖျက်ပြီးသွားပါတယ်။သူ့ရဲ့ညာလက်ကလက်တစိုးကိုဖိလိုက်ပြီးတွန်းဆုံနေခြင်းမရှိဘဲလက်ကိုဝင်ရလိုက်ပါတယ်။နဂါးရှိကောင်ကလည်းရုတ်တရက်ပေါ်လာပြီးအဖိုးကြီးစီကိုတွန်းဝင်သွားပါတယ်။တစ်ချိန်တည်းမှာပဲချင်းရွှေရဲ့ခန္ဓာကိုယ်ကလက်သွားပြီးမျောစင်ရဲ့ဘေးကိုဖြောက်သွားပါတယ်။သူ့ရဲ့လက်တွေဟာလက်တစိုးတစ်ခုကိုဖိလိုက်ပြီးရှေးကိုတွန်းထုတ်ကတငိန်စွာနဲ့ပြောလိုက်ပါတယ်။ကောင်းကင်မြေကြီးရေကဲတစိုက်ချက်ချင်းပဲချင်းရွှေရဲ့ကောင်းကင်မူလဆွမ်းရည်များလှူရှာလာပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေအစွမ်းထက်တဲ့အေးအေးထက်တွေဟာပြန့်နှံ့လာပါတယ်။မိုးစက်တွေမီမတွန်းနိုင်အောင်ပေါ်လာပြီးရေကဲတလင်းချောက်တွေအဖြစ်ချက်ချင်းပဲပြောင်းလဲသွားပါတယ်။ပောက်ကွဲတန့်နေရ ပဲ့တင်ထပ်သွားတဲ့အချိန်မှာရေခဲတလင်းကြောက်အလုံးကပြုတ်ကွဲသွားပြီး အပြောင်းအလင်းတစ်ခုပါပေါ်လာပါတယ်ထို့အပြောင်းအလင်းကတက်ဖြတ်ခြင်းနဲ့ပဲကိုဖြစ်တန်းသွားပါတယ်ကဘာလည်းအယောင်ပြောင်းသွားသလိုပဲတက်ဖြတ်ခြင်းနဲ့ပဲတစ်ခုလုံးကအပြောင်းအဖြစ်သွားပါတယ်တက်ဖြတ်ခြင်းနဲ့ပဲနဲ့ဆက်သွဲထားတဲ့လမ်းကြောင်းအလုံးကစိတ်ခက်လိုက်သလိုပဲချင်းရွှေကအပြောင်းအလင်းကနေထွက်လာပြီးသူ့ရဲ့ညာလက်ကိုထိုးလိုက်တော့မျောစင်ကဖမိုးတွေအဖြစ်ပြုတ်ကွဲသွားပါတယ်အထဲမှာအကွက်ကြောင်းတစ်ခုကရှိနေပြီးအကွက်ကြောင်းထဲမှာအနေအဝေးအဖိုးကြီးတစ်ယောက်ကရှိပါတယ်ထိုအဖိုးကြီးရဲ့ခန္ဓာကိုယ်ရဲ့တစ်ဝက်ကလေဟာနယ်ထဲကိုဝင်သွားပြီးမယ်ထို့အချိန်မှာအပြောင်းအလင်းနဲ့အများကြီးကရုန်းကန်နေရပါတယ်တို့ရတဲ့ဘလောက်ပဲရုန်းကန်ပါစေအကွက်ကြောင်းကနေထွက်လို့မရပါဘူးချင်းရွှေက ရနီကလာပြီးသူ့ရဲ့ညာလက်ကိုဆန့်ထုတ်လိုက်ပါတယ်အဖိုးကြီးကိုအကွဲကြောင်းလေးကနေချက်ချင်းပဲဆွဲထုတ်လိုက်ပါတယ်ချင်းရွှေကအဖိုးကြီးကိုဆွဲထုတ်လိုက်တာနဲ့သူ့ရဲ့မျက်လုံးလေးမှာအိဆက်တဲ့အလင်းတစ်ခုကဖြစ်ပေးသွားပါတယ်ချက်ချင်းပဲခုန်တက်ပြီးအဖိုးကြီးကိုသူ့ရဲ့နောက်ကျောကောက်ွယ်ဖို့အတွက်ဆဲယူလိုက်ပါတယ် ထိုအချိန်မှာပဲမြေရောက်ကနေခင်းရောက်လင်းတစ်ခုကထွက်လာပါတယ်တစ်ခုကဝင်လင်းစီကိုတက်တက်ပြစ်လွပြီးနောက်တစ်ခုကတော့အဖိုးကြီးစီကိုဖောက်ထွင်းသွားပါတယ်အဖိုးကြီးရဲ့မျက်လုံးလေးကလည်းပြွကျက်သွားပြီးချင်းရွှေ့အတွက်ယူထားတဲ့ခင်းရောက်လင်းကြောင်သူ့ရဲ့ခန္ဓာကိုယ်နဲ့မူလဝိညာဉ်အားပျက်စီးသွားပါတယ်ခင်းရောက်အလင်းကတောက်ပဆောင်နဲ့ထုံလင်းနေပြီးကဘာတစ်ခုလုံးကိုဖုံးလန်းကနေပယ်ကိုစိတ်ခတ်ထားတဲ့အပြောင်အလင်းတောင်းကိုလုံအောင်ဖိနှိပ်ထားပါတယ် ချင်းရွှေရဲ့မျက်လုံးထဲမှာတဖက်ချင်တဲ့အချိန်ဝါတွေကဖြစ်ပြေးသွားပြီးသူ့ရဲ့လက်ညိုးမှာအနီရောက်အလင်းတန်းနေရာပေါ်လာပါတယ်။သူ့ရဲ့ဂျင်းနဲ့ပေကအနေငယ်ပြန်ကောင်းလာပြီးခင်ရောက်အလင်းနဲ့တိုက်မိသွားပါတယ်။ကောင်းကင်တုံ့ဟီသွားတဲ့ပောက်ကွေးတန်တို့ကလည်းပက်တင်ထလာပြီး ခင်ရောက်လင်တန်းနောက်ဆုတ်သွားပါတယ်ပြီးတော့လူတယောက်ဖြစ်ပြောင်းလဲသွားပါတယ်ခင်ရောက်စပင်နဲ့တလက်ပိုင်အရွယ်လူတယောက်ဖြစ်ပြီးသူ့ရဲ့မျက်လုံးနဲ့မှာတဖက်ချင်းအရှင်ဝါတွေကပြင်းနေနေပါတယ်ဒီဖိုးကြီးကတဖက်ချင်းနဲ့ပဲရဲ့အရှင်သခင်လင်းရန်ကြီးပဲကြီးနေပဲဒါဆိုရင်ငါရဲ့ဇနီးရဲ့ပစီယာမင်းရဲ့လက်ထဲမှာရှိနေရပဲချင်းရွှေရခြေလန်းနှင်းငယ်နောက်ပြန်ဆုတ်သွားပြီးခင်ရောက်စပင်နဲ့လူကိုစိုက်ကြည့်နေပါတယ်သူ့ရဲ့မျက်လုံးလေးထဲမှာကြောင်မုတ်ဖေရာကောင်းတဲ့တဖက်ချင်းအရှင်ဝါတွေကလည်းပြင်းနေနေပါတယ် ချင်းရွှေရမိုးကြိုးကောင်းလေးပုံနယ်ပယ်ရဲ့ရှီအောင်ကောင်းလေးပုံအရှင်တယောက်ပဲသူကပြန်လဲရှင်တန်ပြီးရဲ့နောက်သူ့ရဲ့ကျင့်ကြံမှုကပြန်မကောင်းသေးဘူးလို့ကောလာဟာလာတွေကထွက်နေတယ်သူကရန်အောင်မှာအကောင်းနေစေဖြစ်ပေမဲ့ငါမှာတူပါနိဗ္ဗာန်လေးဟာနဲ့ကိုရက်ပစီရရှိတယ်ပျက်စီးနေပေမဲ့သူနဲ့တိုက်ခိုက်ဖို့အတွက်လုံလောက်တယ်ချင်းရွှေကိုသာတတ်နိုင်မယ်ဆိုရင်ကြီးမားတဲ့အောင်မြင်မှုတစ်ခုကိုရရှိလိမ့်မယ်ခင်ရောင်စပင်တဲ့လူကအစ်ဆက်ဆောင်တဲ့နှာခေါင်းရှုပ်ပြီးခင်ရောင်မိခိုးတဲ့အများကြီးကိုဖန်တီးလိုက်ပါတယ်သူရှေးကိုတုံးဝင်လာတဲ့ပုံတူ၆ခုကလည်းပေါ်လာပြီးချင်းရွှေစီကိုတုံးဝင်လာပါတယ်တပ်ဖြတ်ချင်းနေပ ပင်မှာတူပါနိဗ္ဗာန်လီဟာနဲ့ကိုရဲ့ပစီယာရှိပါတယ်။ပြင်းထန်စွာနဲ့ပျက်စီးနေပင်မှာအတော်လေးကိုမှအဆွမ်းထက်နေသေးပါ။မဟာမိတ်ရဲ့အကြီးကဲကတစ်ဖက်ချင်းနဲ့ပဲပထမအဆုံးနဲ့ပဲအရှင်ကိုနေပယ်ကာကွယ်ရေးရတနာပစီဖြစ်အသုံးပြုဖို့အတွက်ပေးရခဲ့တာပါ။ခင်ရောက်မြခိုးတွေကပြန့်နှံ့လာတဲ့အခါချင်းရွှေကတစ်ဖက်ချင်းအချိန်ဝါရီနဲ့ပြင်းထန်နေတဲ့မြခိုးတွေထဲကိုဝင်သွားပါတယ်။ချင်းရွှေကခင်ရောက်စပင်နဲ့လူနဲ့တိုက်ခိုက်တဲ့အခါခင်ရောက်မြခိုးထဲကနေတကြိမ်ကြိမ်မီဟိန်တန်များထွက်လာပါတယ်။သူတို့နှစ်ယောက်လုံးမှဂျင်းနဲ့ပယ်ရရှိပြီးအစ်စရဲအချိန်ဝါတစ်ခုကခင်ရောက်မြခိုးတွေကိုဖုံးလွှမ်းထားပါတယ်။ဝယ်လင်းကတော့ ော့အစ္စရဲမျက်နှာအမူအရနဲ့ကဘာနဲ့ပေါင်စီတိုင်းလူတယောက်ကိုတပ်ပြပါတယ်ထိုးချိန်မှာလီဟာနေရနဲ့ထွက်လာပြီးခေါင်းမောကြည့်လိုက်တော့သူ့ရဲ့မျက်လုံးတွေကကျင်းသွားပါတယ်ချင်းရွှေ့ရှိနေတဲ့နေရာကနေခင်ရောက်အလင်းတစ်ခုကလာနေတာကိုသူကမြင်လိုက်ရပါတယ်ထိုခင်ရောက်အလင်းကအရင်ဥမှမြန်ဆန်ပြီးဝလင်းရဲ့စိတ်ကိုနှမြုပ်စီတာထိုးထဲမှာဂျင်းနယ်ပယ်ရဲ့အရင်အောင်တစ်ခုကိုသူကခံစားမိလို့ပါဂျင်းနယ်ပယ် တွန်းဆုံးနေချိန်မရှိဘဲဝလင်ကခံရအလင်းရနီးကပ်လာတဲ့အခါဆုတ်ခွသွားပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့လက်ကိုစန်တလိုက်တော့သူ့ရဲ့မျက်ခုံးတစ်ခုကြားရှေးအောင်နှဖျားကျယ်တွေကလဲပက်လာပါတယ်မကြခင်မှာပဲဝလင်ရဲ့ညာလက်မှာအလင်းနောက်တစ်ခုကစူးစီးလာပါတယ်တော်ဝင်မျိုးနဲ့လက်နက်နှဖျားတက်လန်တန်အလင်းတန်းကလင်းမြန်စွာနဲ့စူဝေးလာပြီးမျက်စိတမိတ်အထင်းမှာပဲလန်တချောင်းကပေါ်လာပါတယ်ဒီတစ်ခါတော့ပီတာထောင်ရှိတာမဟုတ်ပဲတမန်လန်တချောင်းရဲ့ရွယ်စားပါပဲဝလင်ကဆုတ်ကင်လိုက်ပြီးရက်ဆက်စွာနဲ့ပြစ်လွတ်လိုက်ပါတယ်ခံရအလင်းနဲ့လေချက်ချင်းပဲတိုက်မိသွားပါတယ်ကဘာတစ်ခုလုံးပက်တင်ထက်သွားတဲ့ကျေလောင်နဲ့ ပတ်ကွယ်တန့်တစ်ခုနဲ့ပေါ်ပြလို့မရတဲ့တုံလုံးချုပ်ချာမှုတစ်ခုကလည်းယူတုတလို့ပြန့်နှံ့သွားပါတယ်။ကျင်းညက်သူအချို့ကအမြန်ပဲမရှောင်တိတ်နိုင်လို့သူတို့ရဲ့ခန္ဓာကိုယ်တွေကချက်ချင်းပဲပြုတ်ကွဲကတည်ဆုံးသွားကြပါတယ်။နဖျားတက်လှန်တော့လုံးဝဝင်ပျက်စီးပါအောင်အနေငယ်မှိန်သွားုံပဲရှိပြီးဝင်လင်းရဲ့လက်ထဲကိုပြန်ဝင်လာပါတယ်။တော်ဝင်ရှေးအောင်နဖျားတွေရဲ့လက်နက်ကဒီအဆင့်ကြီးနေပဲကိုခုခံနိုင်တယ်။ ဝလင်းရဲ့မျက်လုံးတွေကတော့ပါလာပြီးသူ့ရဲ့လက်ထဲကလှမ်းတဖြည်းဖြည်းနဲ့ပြတ်ကွက်သွားပါတယ်။ကမကောင်းစွာနဲ့ငါရဲ့လက်ရှိကျင့်ကြံမှုနဲ့ပုံရိပ်တစ်ခုကိုပဲဖန်တီးနိုင်တယ်။အစင်းမှန်နဖျားတက်လှမ်းထော်ဆန်တဲ့အတူရှိနေတယ်။ ဝလင်ကဆုတ်ခွာသွားတဲ့အခါမျက်စိတမိတ်အတွင်းမှာပဲပြက်ကွက်သွားပါတယ်ပြန်ပေါ်လာတဲ့အခါတဖက်ချင်းနေပဲကကျဉ်ကျဉ်သူတယောက်ရဲ့နောက်မှာဖြစ်ပြီးသူ့ရဲ့လက်ညှိုးကိုဆန်တန်းလိုက်ပါတယ်ကြံရှိနေတဲ့တဖက်ချင်းနေပဲကကျဉ်ကျဉ်သူကတရားထက်နေနေပါပြီကြံရှိနေတဲ့လူတွေထဲမှာအာနေတဲ့ကျဉ်ကျဉ်သူကမရှိပါဘူးသူတို့အားလုံးကအုပ်စုဖဲ့ပြီးလက်တစိတ်တွေကိုလှုပ်လိုက်ကြပါတယ်သူတို့အားလုံးကစူပေါင်းရွှေ့ဆို့လိုက်တော့တဖက်ချင်းနေပဲတစ်ခုလုံးကတလုံးသွားပါတယ်ကြီးမားတဲ့ဓာပုံတရံအစောင့်ုံထဲက၁၁ခုလောက်ကလည်းပြုတ်ကွဲသွားပါတယ်အလင်းတဲ့၁၁ခုကလည်းထွက်လာပြီးသူတို့ရွှေ့ဆို့နေတဲ့အချိန်မှာလီဟာနေနဲ့ပေါင်းဆက်သွားပါတယ်ခနာ ကြမှာဝလင်းရဲ့ပုံရင်ကလင်းနဲ့ဆက်တစ်ခုကိုလိုက်နေတယ်လီဟာနယ်ထဲကနေပေါ်လာပါတယ်သူတို့ကရန်အောင်မြန်လွန်းလို့ဝလင်းုံချက်ချင်းပဲနီးကပ်လာကြပါတယ်အလင်းနဲ့ဆက်တစ်ခုထဲမှာငွေရောင်ဓာတ်တလက်စီကပါပြီးတောင်မောက်ဖွဲရကောင်းတဲ့တဖက်ချင်းအရှိန်ဝါတွေကပြင်းနေပါတယ်ထိုဓာတ်ဆက်တလက်ကိုပထမဆုံးနေပဲအရှင်သခင်ကကောင်းကင်တထူးကနေပြုတ်လုခဲ့တာပါ တဖက်ချင်းနယ်ပယ်မှာနှစ်ပေါင်းများစွာတန်းစင်ပြီးရတော့သူတို့ကအတူမရှိတဲ့တဖက်ချင်းလက်နက်တွေဖြစ်လာပါတယ်ဝလီနောက်ကိုလိုက်နေတဲ့ပြန်တန်းနေတဲ့ဓာတ်စတလက်ကတဖက်ချင်းနယ်ပယ်ကတခန့်ရတဲ့သူတွေရဲ့ဝင်းညင်းတွေရဲ့ဝမ်းနဲ့ကြိတ်ခွဲတဲ့အဟိတန်တွေကိုထုတ်ပေးပါတယ်ထိုဝင်းညင်းတွေကလင်းနှန်းတွေကိုဝင်းရံပြီးဝလင်းကိုဝါမြို့ဖို့အတွက်ယူသွစွာနဲ့လိုက်လာကြပါတယ်သူတို့ကဆွဲယူခြင်းတို့လိုပါပဲဓာတ်ကောင်းနေပဲ ဝလင်ရဲ့မျက်လုံးလေးမှာအစ္စရဲအလင်းနောက်တစ်ခုကဖြစ်ပြီးသွားပါတယ်ထိုဓာတ်စတလက်ကတကယ်လို့မှကောင်းမွန်ပါတယ်အထူးသဖြင့်သူတို့အားလုံးကတစ်ချိန်တည်းလောက်မှာပြုလုပ်ခဲ့ပြီးတူညီတဲ့တန်းစင်မှုတွေကိုကြုံတွေ့ခဲ့ရတာကိုထည့်တွက်ရင်တစ်ခုချင်းစီမှာကိုပိုင်ယတနာဝိညာဉ်တွေဖြစ်ပေါ်လာတဲ့လက္ခဏာတွေကပြပါတယ်သူတို့အားလုံးသာစူပေါင်းပြီးပေါင်းစည်းလိုက်ရင်ရလက်ကလင်းချင်းဟုကပြုလုပ်ခဲ့တဲ့ဓာလီလက်ထက်အစာပေါင်းများစွာပိုပြီးတော့အကောင်းပါလိမ့်မယ်ပြန်တန်းနေတဲ့ဓာ96လုံးကို9ယူနိုင်ငါရဲ့ကြီးကြံမှုအစင်ကလင်ထန်းဟုနဲ့မတူညီတော့ဒီပစီရဲ့ဆွမ်းအကြောင်းခုခံနိုင်လိမ့်မယ် ဝင်လင်းရဲ့မျက်လုံးကြီးကတောက်ပွားလာပြီးသူ့ရဲ့နှာခမ်းကိုရှာနေတက်လိုက်ပါတယ်ဒီတစ်ဖက်ချင်းနဲ့ပဲမှာတကယ်ကိုရတနာပစိတိအများကြီးအားရှိနေရပဲဝင်လင်းရဲ့စိတ်ထဲမှာအတွေးပေါင်းရာနေချီပြီးဖြည်းဖြည်းသွားပါတယ်ချင်းရွှေကသူ့ရဲ့အကူအညီကိုတကယ်တော့မလိုအပ်ပါဘူးတစ်ဖက်ချင်းနဲ့ပဲကိုလူရက်ပြီးကံကောင်းချင်းကိုရယူဖို့အခွင့်အရေးပေးဖို့အတွက်သူ့ကိုခေါ်လာခဲ့တာပါလေဟာနယ်ထဲမှာဝင်လင်းကလှုပ်ခဲတာတွေအတွက်ပြန်ပေးဆက်ဖို့အတွက်ချင်းရွှေကဒီလိုလုပ်တာပါထိုးချိန်မှာအနီးနာချင်းချင်းသူတရားလုံးထဲကလူ၃ယောက်ကထွက်လာပါတယ်၃ယောက်ထဲမှာ၂ယောက်ကအလေအလတ်နေပတ်အမြန်ကိုအဆင်ပါတတိယလူကချင်းချင်းမှုအဆင် ရန်ဦးမှမြင်မာတဲ့အဖိုးကြီးတယောက်ဖြစ်ပြီးနေဘက်အမြန်အောင်နောက်ဆုံးအဆင့်မှာဝင်လီနဲ့ချင်းရွှေပေါ်လာတဲ့အခါထိုးအဖိုးကြီးကရှေ့ကိုမတိုးပါဘူးထိုးစားသတိထားပြီးဝက်နေပြီးယခုမှပေါ်လာတာပါသူတို့ကပေါ်လာတဲ့အချိန်မှာအဖိုးကြီးကသူ့ရဲ့တလုံးအယူပေါ်လိုက်တော့အဖေအောင်ကြောက်စင်းဘူးတီလေးရထွက်လာပါလေထိုးဘူးတီလုံးလေးရဖန်လို့ကြည်လင်ပြီးချုံးမွေးနေပါလေသူကပေါ်လာတဲ့အချိန်မှာပဲအဖိုးကြီးကရှေ့ကိုညွှန်လိုက်ပါလေအဖိုးကြီးရှေ့မှာဘူးတီလုံးလေးရလဲပတ်လာပြီးဝင်လီကိုရင်ဆိုင်လိုက်ပါလေဒီလူကိုတတ်ဖို့အတွက်ကောင်းကင်ဘူးတီလုံးကိုငါတောင်းဆိုပါလေ အဖိုးကြီးကပြောလိုက်တဲ့အချိန်မှာပဲဘူးတီလေးလုံးကတုံလုံးသွားပြီးနိုးနေအောင်မြူခိုးများထွက်လာပါတယ်မြူခိုးတွေရာနေလှပတဲ့အမျိုးသမီးလေးယောက်ရဲ့ပုံရိပ်ကဖြစ်လာပြီးဝလင်းစီကိုပြန်တန်းလာပါတယ်အဖိုးကြီးဘေးကကျဉ်းကျဉ်းသူနှစ်ယောက်ကသူတို့ရဲ့ဤပညာတွေနဲ့ရတနာပစီများကိုအသုံးပြုကြပါတယ်တယောက်ကနှစ်ဖူးကိုပုတ်လိုက်တော့မြက်ခုံးတစ်ခုကြားကနေအနေရောက်အစေးတစ်ခုကထွက်လာပါတယ်အစေးကလေပတ်နေပြီးတောင်မောက်ဖွဲရာကောင်းတဲ့အချိန်ဝါတစ်ခုကိုထွက်လို့နေတဲ့အခါကျဉ်းကျဉ်းသူကအဟိလိုက်ပါတယ် အရှင်သခင်တတောင်းရဲ့ရှိအစေးကတောက်ပလာပြီးအနေအောင်ရေအဖြစ်ချက်ချင်းပဲပြောင်းလဲကကျေပြန်လာပါတယ်မျက်စိတမိတ်အတွင်းမှာပဲဒေတာတဝိုက်ကိုဒေါတာထွက်နေတဲ့ပင်လယ်တစ်ခုနဲ့ဖုံးလန်းပြီးဝင်လင်းစီကိုတုံးဝင်လာပါတယ်နောက်ဆုံးချင်းညံ့သူကသွေးရောက်အနေနဲ့အများကြီးကိုထွက်လို့နေပြီးသူ့ရဲ့အခြေပြားမှာသွေးကြောတွေကဖုံးလန်းနေပါတယ်သူ့ရဲ့ပုံစံကအလွန်အမကြောက်စရာကောင်းပါတယ်သူ့ရဲ့လက်တွေကလက်စိတ်တစ်ခုကိုဖဲလိုက်ပြီးရှေးကိုညှို့ကောက်အဟိလိုက်ပါတယ်သွေးကောင်းကင်ကိုရဲ့ သူ့ရဲ့ခန္ဓာကိုယ်ကနေပောက်ကွဲတက်များအားလည်းပဲ့တည်ထလှပြီးထိုသွေးကြောတွေဟာသူ့ရဲ့ခန္ဓာကိုယ်ကနေထလှပါတယ်ထိုကြီးမားတဲ့သွေးခွန်ရက်ကဝင်လင်းစီကိုပြန်တန်းလာပါတယ်သူတို့တုံယောက်ကသူတို့ရဲ့ဆွမ်းထက်ဆုံးနီးပညာတွေနဲ့ရတနာပစင်းများကိုအသုံးပြုခဲ့ကြပါတယ်ဝင်လင်းကဓာတ်စတလက်ရဲ့တိုက်ခိုက်ခံရတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးယူသွစွာနဲ့တိုက်ခိုက်လိုက်ကြပါတယ်သူတို့တုံယောက်ထဲမုတ်ပါကိုကြံရှိနေတဲ့ကျဉ်ကျဉ်သူတရားနီးပါးအလုံးကသူတို့ရဲ့မူလဆွေရင်းတွေကိုလှုပ်ရှားစေပြီးဝင်လင်းကိုတိုက်ခိုက်လိုက်ကြပါတယ်ဝင်လင်းရဲ့မျက်လုံးတွေကလည်းတောက်ပါလာပြီးရတနာပစင်းတစ်ခုကိုထွေးထုတ်ပြီးရန်တော့ထောင်ပြုံပြုံးလိုက်ပါတယ်ထိုရာက ော့ငရဲဘုံ16ထက်ကောင်းကင်တစိခတ်တုံးမှာကောင်းကင်တစိခတ်တုံးကပေါ်လာတဲ့ချိန်မှာမှုန်တိုင်းတစ်ခုလိုဟိမ့်တက်များထွက်လာပါလေဝလင်းကညာလက်နဲ့ညွှန်လိုက်ပါလေထုံညွန်ပြမှုကငရဲဘုံ16ထက်ကိုဖွင့်ပေးပြီးမကြိမ်မချမ်းဝင်းညင်းတွေကိုထွက်လောက်ခွင့်ပေးတဲ့တစိဖြန့်နီးပညာတစ်ခုလိုပါပဲဝလင်းကအဟိလိုက်ပါလေယတနာလက်နဲ့တိုက် ချက်ချင်းပဲဝိညာဉ်အစိတ်ပိုင်းတွေမေးရင်မတွနိုင်အောင်ကဘာတစ်ခုလုံးပြင်းထန်သွားပြီးပုံဝင်ချင်းကိုတိုးဝင်သွားပါတယ်အထင်ရှားဆုံးကတော့ကဘာကိုဟိန်းဟောက်လိုက်တဲ့ကေဘိုဘေးရဲ့မူလဝိညာဉ်မှာဝလင်းကယတနာလင်းနဲ့တိုက်ကိုဖန်တီးပြီးရဲ့နောက်သူတို့ကိုဂူးမဆိုင်တော့ပါဘူးသူအာယုံဆိုင်တာသူ့ကိုလိုက်နေတယ်ဖန်သားအလင်းနဲ့ဆက်တစ်ခုပါသူ့ရဲ့ခန္ဓာကိုယ်ကလက်သွားပါတယ်ရှေးကိုတိုးဝင်မဲ့အစားသူကဆုတ်ခွသွားပါတယ်ဆုတ်ခွရင်သူကသူ့ရဲ့ရှေးအောင်နှဖျားလက်နဲ့အလင်းနဲ့တစ်ခုကိုဆွဲယူလိုက်ပါတယ်ဆွဲယူလိုက်တာနဲ့သူ့ရဲ့လက်ကနေနာကျင်မှုကိုခံစားလိုက်ရပါတယ်သူ့ရဲ့မျက်လုံးလေးမှာအစ်ဆက်တဲ့အလင်းနဲ့တစ်ခုကလည်းပေါ်လာပြီးသူ့ရဲ့မူလစွမ်းအင်နဲ့ ယ်ရှီအောင်နှဖျားရဲ့စွမ်းကားလည်းတိုးလာပါတယ်သူကရဆက်စွာနဲ့ညှစ်လိုက်ပင်မဲ့ဖန်သားအလင်းတန်းကိုမချိုးနိုင်တာကိုတွေ့ရှိလိုက်ရတော့အာအန်းတင်သွားပါတယ်ထိုအစားဖန်သားအလင်းကနေပြင်းထန်တဲ့ပြန်ခုခံမှုတစ်ခုကဖြစ်လာပါတယ် ဝင်းညင်းနေတောင်းထဲထီပြီးကောက်ကွေးနေတဲ့မျက်နှာမူရနဲ့ထွက်လာပြီးဝလင်းကိုဝါမျိုးဖို့အတွက်ကြိုးစားပါတယ်။ငါမှဝင်းညင်းနဲ့ပတ်သက်တဲ့ဤပညာအများကြီးရှိတယ်။ဝင်းညင်းအနေငယ်အောင်ငါရဲ့အရှိမရိုင်းစံရဲတယ်ပေါ့။ဝလင်းရဲ့မျက်လုံးထဲကအစ္စမူကပြောက်ကွက်သွားပြီးမိုးချိုးတွေနဲ့အစားထိုးလိုက်ပါတယ်။သူ့ရဲ့မူလာဝင်းညင်ကအကောင်းရဲ့မိုးချိုးကိုထိန်းချုပ်တဲ့ရှေးအောင်မိုးချိုးနှကားပါဝလင်းရဲ့မျက်ခုံးတစ်ခုချာမှဝဲကဲတစ်ခုကပေါ်လာပြီးသူ့ရဲ့မူလာဝင်းညင်ကထွက်လာကသူ့ရဲ့ရှေးအောင်မိုးချိုးနှကားမူလာဝင်းညင်ကိုပြသလိုက်ပါတယ်။တကြိမ်ကြိမ်မီဟိန်းတန်တစ်ခုကလည်းထွက်လာပါတယ်။ထိုဟိန်းတန်ကြောင့်ကဘာတော်လို့သွားပြီး မိုးကြိုးတွေအများကြီးအားအရက်လီမျက်နှာအနေစူဝေးလာပါတယ်မျက်စိတမဲ့အတွင်းမှာပဲတစ်ဖက်ချင်းနယ်ပယ်ကမိုးကြိုးငရဲအဖြစ်ပြောင်းလဲသွားပါတယ်ကြောင်ဝက်ဖွေရာအကောင်းနဲ့မိုးကြိုးမီဟိန်းတန်နေရာကဘာတစ်ခုလုံးပဲတင့်ထက်သွားပါတယ်မီဟိန်းတန်နေရာကျဉ်းကျဉ်းသူတွေရဲ့နားထဲကိုဝင်ရောက်လာပြီး ခင်ရောက်မြခွေးရီထဲမှာတိုက်ခိုက်နေတဲ့လူနှစ်ယောက်ရဲ့အာရုံကိုဖမ်းဆားလိုက်ပါတယ်ချင်းရွှေရဲ့အကြီးတွေမှာချီချူးမှုတွေအားပြင်းထန်နေပြီးခင်ရောက်စပိန်နဲ့လူရဲ့အကြီးတွေကတော့မှိုင်မဲနေပါတယ်မိုးကြိုးတွေမီးမတွနိုင်အောင်ဒေတာတခုလုံးပြင်းထန်သွားပါတယ်မိုးကြိုးမီဟိန်းတန့်ကြောင့်ကဘာပေါ်ကမိုးကြိုးအလုံးကဆူဝေးလာပြီးဝယ်လင်းကိုလက်နှချရသလိုပါပဲမိုးကြိုးတစ်ချက်ကသူ့ရဲ့လက်ထဲကဖန်သားအလင်းတန်းစီကိုပြချလိုက်ပါတယ်ဝယ်လင်းကမိုးကြိုးအလုံးကိုဆွဲဆောင်နေကဘာရဲ့မိုးကြိုးကိုကင်နာသလိုပါပဲ မေငါအတွက်လက်နက်ထဝလင်းကဟင်းအောင်လိုက်ပါလေဖန်သားအလင်းထဲကဝင်းညင်းနေတောင်းနေချီပြီးကြောက်စရာကောင်းတဲ့မျက်နှာအမူအရာတွေကိုမပြတော့ပဲထိတ်လန့်မှုတွေနဲ့ပြင်းထန်နေပါလေမိုးကြိုးတွေမေမတနိုင်အောင်ဆူဝေးလာတဲ့အခါသူတို့အားလုံးကလက်နက်ချတဲ့အမူအရာတွေပြသကြပါလေဖန်သားအလင်းတန်းကပြိုကွဲသွားပြီးသူ့ရဲ့လက်ထဲမှာငွေရောင်ပေခုနှစ်ပေရှိတဲ့ဓာတ်တလက်ကပေါ်လာပါလေပေါဝင်းချင်းကဝင်းညင်းနေတောင်းနေချီပြီးတော့ဓာတ်ရဲကိုဝင်သွားပါလေဓာတ်ရဲကိုယ်ထဲမှာကိုးလို့ထွင်းလာတယ် ထိုရာဝင်လင်းကိုလက်နက်ချတဲ့အခါတိုးတိုးအတန်တစ်ခုကထွက်လာပါတယ်ဒါခုနှစ်ပေရှေပြီးသုံးလမကျဲပါတယ်ထွက်လာတဲ့ငွေရောင်အလင်းကလာရောက်လို့ပါပဲဝင်လင်းရဲ့လက်ထဲမှာဝဲနေပြီးဓာတ်တန်များထွက်ပေါ်နေပါတယ်ဝင်လင်းရဲ့ညာလက်ကဓာတ်ထိခိုက်လိုက်ပြီးသူ့ရဲ့နှဖျားအယုံကိုခြံထားခဲ့ပါတယ်ရှေလျားတဲ့ဓာတ်အတန်ချေချေနဲ့တုံခါသွားပြီးဓာတ်ဆွဲရောင်ကြီးတစ်ခုကထွက်လာကဝင်လင်းရဲ့ပလက်ကိုဝိုင်းနေပါတယ်တကယ်ကိုဓာတ်ကောင်းပဲ ဝန်လင်းရဲ့မျိုးလုံးလေးမှာဝန်တမှုများလည်းပြင်းထန်နေပြီနောက်ထပ်ပြန်ဝင်နေတဲ့ဒါရချောင်းဝင်းနောက်ကိုလိုက်သွားပါတယ်ပတ်ဝန်းကျင်ရအချင်းချင်းသူတွေကဝန်လင်းကိုတားဆီးနိုင်စွမ်းမရှိပါဘူးရတနာလက်နဲ့တိုက်ကဝင်းရင်အများပြားကိုသူတို့နဲ့တိုက်ခိုက်ဖို့အတွက်ခေါ်ဆောင်လာပြီးမိုးချိုးတွေကလည်းအဆက်မပြတ်ကြာဆင်းနေပါတယ်ဝန်လင်းကခြေတလန်းတိုးလိုက်ပြီးသူ့ရဲ့လက်ကိုဆက်ထုတ်လိုက်ပါတယ်နောက်ထပ်ဒါရချောင်းကသူ့ရဲ့လက်ထဲမှာစတင်ရုန်းကန်နေပါတယ်ဝန်လင်းရဲ့လက်ထဲမှာရှိနေတာကိုအရှက်ရစေသလိုပြင်းထန်စွာနဲ့ရုန်းကန်နေပါတယ်ရုန်းကန်ရင်ဒါဆွင့်ရုံကြီးတစ်ခုကအပေါ်ကိုပြုတ်လွတ်လိုက်ပါတယ်ထိုးချိန်မှာပဲကြန့်ရှိနေတဲ့ပြန်တန်းနေတဲ့ဒါကိုကြောင်လုံးက ဓာတ်တန့်များထွက်ပေါ်လာပြီးသူတို့ရဲ့အမြင်နှုန်းကတိုးလာပါတယ်ဓာတ်ကူချောင်းကပေါင်းဆက်သွားပြီးပြင်းထန်တဲ့ဓာတ်တချောင်းအဖြစ်ဝင်လင်းစီကိုထိုးဆိုင်လာပါတယ်ဝင်လင်းရဲ့မျက်လုံးလေးမှာအစ်ဆက်တဲ့အလင်းတစ်ခုကလက်သွားပြီးသူ့ရဲ့လက်ထဲကဓာတ်ပိုပြီးတော့ရုံးကန်လာပါတယ်သူကအစ်ဆက်ဆောင်တဲ့နှာခေါင်းရှိုးလိုက်ပြီးထပ်ပြီးတော့မနှိတ်ကိုတော့ပါဘူးသူ့ရဲ့ဘယ်လက်ကလက်ရစိတ်တစ်ခုကိုဖဲလိုက်ပြီးကန်သက်ချက်တွေကပေါ်လာကဓာတ်ပေါ်ကိုကြောက်လာပါတယ်ဓာတ်ကိုရစိတ်ခတ်ပြီးတဲ့နောက်ဝင်လင်းကသူ့ရဲ့တုံတုံအဖြစ်ကိုထည့်လိုက်ပါတယ်ထိုးအချိန်မှာဓာတ်ကူချောင်းကနေဖယ်စီထားတဲ့ဓာတ်ကနီးကပ်လာပြီး ပြင်ထက်တဲ့ဓာဆွမ်းအင်းနဲ့ဝင်ရထားပါတယ်ဝင်လင်းရဲ့ခနာကိုထုတ်ဖောက်နိုင်ပြီးဝင်းညင်ထဲထိဒိုင်ရဲ့နင်းမြုပ်သွားစေနိုင်တဲ့လေတစ်ခုကိုလည်းချက်ချင်းပဲခန်းစားရစီပါတယ်ထိုးချိန်မှာအဝေးရတစ်ဖက်ချင်းနဲ့ပင်အားနေအနီရောင်လင်းတစ်ခုကလက်သွားပါတယ်အနီရောင်ဝေးရုံနဲ့တလက်ပိုင်လူတယောက်ကပြေးထွက်လာတာပါတလက်ပိုင်ရွယ်လူကပေါ်လာတဲ့ချိန်မှာသူ့ရဲ့ခနာကိုကမိတ်တုံမိတ်တုံဖြစ်နေပြီးတိုက်ပွဲရဲ့အလဲဘဟုမိုးကျိုးလွန်မြန်တဲ့အမျက်နှုံနဲ့ရွေလျောက်သွားပါတယ်သူ့ရဲ့ညာလက်ကရွေလျောက်သွားပြီးသူ့ရဲ့ထိန်ချုပ်မှုအောက်မှာဖေးအသီးလေးလုံးကနေဖန်တီးထားတဲ့ပုံရိပ်လေးကအတားစီအလုံးကိုဖျက်ချုပ်ပြီးဝင်လင်းစီကိုတွန်းဝင်လာပါတယ် ူတက်လက်ပိုင်ရွယ်လူကလည်းအနီးကပ်လိုက်လာပါတယ်။သူကအနီးရောမိကိုမိုးတိမ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီးဝင်လင်းစီကိုတွန်းဝင်လာပါတယ်။သူကအချိန်တော်ကြာပုံဝန်နေခဲ့ပြီးတိုက်ခိုက်ဖို့အခွင့်အရေးကိုစောင့်နေခဲ့ပါတယ်။သူကချင်းရွှေ့ကိုစင်ခေါ်ရတဲ့သူမဟုတ်ပါဘူး။ရှူမှုနော်အနေငယ်ကြောက်ပါတယ်။ကျဉ်းကျန်းသူတွေရဲ့လက်စွပ်ကိုကြည့်ပြီးသူကလှံပြပြုံးပြုံးပြီးတော့တွေးလိုက်ပါတယ်။နဆိုးနှစ်ဖျားကြီးကလည်းငါနဲ့တူတွေးရထင်တယ်။ဒါပေမဲ့မဟာမိတ်ဖေရနိဗ္ဗာန်တန်းစင်သူကျဉ်းကျန်းသူအားလုံးကိုခေါ်ယူလိုက်ရင်ငါဒီလောက်ကြောက်စရာကောင်းတဲ့အချိန်မျိုးမရောက်ဘူး။ ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်